ကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိအဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကြရတယ်ရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုတ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့ဒီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်ဘောပေါက်လား ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအသိပညာပေးဇာလံဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးပြီးရင်အဲဇာကားမှာပါဝင်တဲ့တရုတ်ဆောင်နေနဲ့ပတ်သက်ပြီးပြောကြားမှုတွေချင်းချောက်မှုတွေပြုလုပ်နေတဲ့ကိစ္စပဲဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်တာဝန်ကိုစတင် ယူစဉ်ကာလကလေးက ယခင်အစိုးရကဆောင်ရွက်သွားတဲ့မဲမတမာမှုတွေကြောင့်နိုင်ငံတော်တာဝန်ရယူခဲ့ရတာဖြစ်ကြောင်းနဲ့ကျွန်တော်တို့အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်တွေဥတီချက်တွေမှာပြည်သူလူထုလူလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားမယ်ဆိုတာကိုမြေတမ်းဥတီဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်မလို့လဲကျွန်တော်တို့အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာတရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။အဲမျိုးကျင်းပဖို့အတွက် ပါတီစိုးဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလှုံ့ဆော်မှုတွေပညာပေးမှုတွေဆောင်ရွက်လျက်ရှိပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာဒီခေတ်သမိုင်းကိုဒုံဆိုင်မြည်သူများဆိုတဲ့ရွေးကောက်ပွဲ အသိပညာပေးဇာလန်းကိုအမှုပညာရှင်ပေါင်းမြောင်များစွာပါဝင်ပြီးရိုက်ကူးခဲ့ပါတယ်။ဒီလိုရိုက်ကူးခဲ့တဲ့နေရာမှာတော့ ကျွန်တော်တို့အနေနဲ့ဖြစ်ရမှန်တွေကိုအခြေခံထားပြီးပြည်သူလူထုကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုဆောက်လန်းနိုင်ဖို့အတွက်ဥတီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဘယ်လိုဥတီဆောင်ရွက်ခဲ့တဲ့နေရာမှာလဲဒီမိုကရေစီကို လိုလားပါတယ်ဆိုပြီးအကြမ်းဖက်လုပ်နေတဲ့လူတွေဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးမဲလိမ်မဲခိုးမှုတွေကို အားပေးခဲ့တဲ့သူတွေအတွက်ကတော့အမှန်ကိုအမှန်တိုင်းထုတ်ဖော်ပြသတာဖြစ်တဲ့အတွက်အနာဘောထုတ်ကြတယ်လို့တော့ ဖြစ်ကောင်းဖြစ်မှာပေါ့ဒါကြောင့်မလို့လဲဒါတွေနဲ့ပတ်သက်ပြီးဗျံပရာပြောဆိုမှုတွေချင်းချောက်ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုပြည်သူလူထုရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ရေးမှာပါဝင်ကူညီပေးကြတဲ့အဲ့ဒီအသိပညာပေးဇာလန်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်။ဒါ့အပြင်ချင်းချောက်နေတဲ့သူတွေ ဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်သွဲမားရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစွာစပ်ပေါ်တေယုတ်ဆောင်ကျော်ဝင်းထွတ်ကော်ကျော်မင်းထွတ်ဟာသာတေယုတ်ဆောင်ပုံတိုင်းခေါ်ဇော်မင်းတို့ကိုကျွန်တော်တို့ဖန်စီအရေးယူခဲ့ပါတယ်အဲ့ဒီမှာဒါရိုက်တာမိုက်တီကတော့ဒါရခင်ကအတိုင်းရာဇသီး ဥပဒေပုံမှန်900ငါးနဲ့အမှုဖွင့်လှစ်ခံရင်းဖြစ်ပါတယ်။2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနောက်တစ်ကြိမ်ပြစ်မှုထမှန်ကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံနေရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမိသောစီကံချက်နဲ့ပြစ်ဒဏ်လွန်ကျင်ချမ်းသာခွင့်ရခဲ့တယ်ဆိုဖြစ်ပါတယ်။သူ့ကိုကျွန်တော်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီး ယခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစီရေးဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကောကျော်မင်းထွတ်ပုံတိုင်းခေါ်ဇော်မင်းတို့နှစ်ဦးကိုလည်းပါတီစုံဒီပစီအထွေထွေရေးကောက်ပွဲများကို နောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှာကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ NATO မြင့်မြတ်ချူလေးဝေဖန်သူဒရိုက်တာမိုက်တီအပါဝင်အမှုပညာရှင်၃ဦးကိုစစ်တပ်ကဖမ်းဆီးပြီးရွေးကောက်ပွဲအကြောင်းကိုဝါရဖြန့်ရိုက်ကူးထားသည့်ဇလန်းကိုဝေဖန်သည်ဟုဆိုကာဒရိုက်တာမိုက်တီစပ်ပို့တရုတ်ဆောင်ကျော်ဝင်းထွန်းနှင့်ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုရွေးကောက်ပွဲမြို့ပတိဖြင့်အေးအေးယူဖမ်းဆီးလိုက်သည်ဟုအာနာသိန်းစစ်တပ်ကယနေ့သတင်းထုတ်ပြန်လိုက်သည်။ စ်သမိုင်းကိုဒုံဆိုင်မိသူများဝါရဖြန့်ဇလန်းနှင့်ဇလန်းတွင်ပါဝင်သည့်တရုတ်ဆောင်များကိုဝေဖန်ခဲ့ခြင်းကြောင့်လေရင်တို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးနေသည့်အကြောင်းအရာကိုရိုက်ကူးထားသည့်ခစ်သမိုင်းကိုဒုံဆိုင်မိသူများဝါရဖြန့်ဇလန်းတွင် နေတိုးမြင့်မြတ်နေဝင်အေဂျင့်မောင်ချူလေးမေမြင့်မိုနှင့်ဆက်ရံအဖြစ်အောင်ခိုင်ငပြောကျော်တို့တရုတ်ဆောင်ထားသည်။ချက်စီချင်းမှ ကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန် အရေးယူထားပြီးယခင်ပြည်တံကိုလည်းပြန်လဲကြခံစီရေးဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထုတ်ပုံတိုင်းခေါ်ဇော်မင်းတို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကို နောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာ အရေးယူသွားမှာ ဖြစ်ကြောင်းပြောကြားလိုပါတယ်။နောက်အကြောင်းအရာတစ်ချက်ကတော့ဒီနေ့ကျွန်တော်တို့ဖြစ်ပွားခဲ့တဲ့ ်ပီဒီရအမိကံအကျမ်းပဲ့သမားများနဲ့ပူပေါင်းအဖွဲ့များကရွှေဘိုကြောင်မြောင်းစင်ကူမန္တလေးသွားကားလမ်းပေါ်မှာရှိတဲ့အေယော်ဒီမြေကူတရာအေယော်ဒီတရာရန်နာတိန်ခါကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တဲ့တရင်ဖြစ်ပါတယ်ဒီနေ့မနေ့6:30မိနစ်ခန့်မှာပီဒီရအမိကံအကျမ်းပဲ့သမားများနဲ့ပူပေါင်းအဖွဲ့တွေကမိုင်းထောင်ဖျက်ဆီးခဲ့ပါတယ်တရာရဲ့ရည်လေတိုင်းနေဖြစ်တဲ့တိုင်မ RB4 နဲ့ RB5 အကြားပြီးရင်တော့ RB6A2 ချိကလန်းနေရာတွေကျိုးကျပျက်စီးခဲ့ပါတယ်။ဒါကြောင့်မလို့မော်တော်ယာဉ်နဲ့ခီးသွွားပြည်သူများဖြတ်သွန်းသွားလာနိုင်ခြင်းမရှိဘဲလမ်းမဆက်သွယ်မှုပြတ်တောက်လျက်ရှိပါတယ်။အဲယနာသင်္ခါတရားတရားရှိ2480ပြီးရှိပါတယ်။2010ခုနှစ်ဧပြီလ16ရက်နေ့မှာစီမံကိန်းချစတင်ခဲ့ပြီး2013ခုနှစ်ဇူလိုင်လ24ရက်နေ့မှာစောက်လုပ်ပြီးစီးဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲလမ်းတကားအခြေခံအဆောက်အအုံများဟာတိုင်းပြည်အတွက်အရေးကြီးတဲ့အားဖြစ်ပါတယ်ပြည်သူလူထုရဲ့လမ်းမဆက်သွေးပြည်သူလူထုရဲ့စားဝတ်နေရေးပြည်သူလူထုရဲ့လူမှုစေဘာဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေဖြစ်ပါတယ်ဒါတွေကို ပြည်သူလူထုရဲ့လူမှုစေဘာဘဝတွေပျက်စီးအောင်အခွင့်အရေးတွေနစ်နာရှုံးရှုံးအောင်လုပ်တာတွေကိုပြည်သူလူထုတရားလုံးအနေနဲ့လဲဝိုင်းဝန်းစန့်ကျင် ပေးကြဖို့မေတ္တာရက်ခံပါတယ်။တရားကိုပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းတွေကိုလည်းအများဆုံးကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နောက်အကြောင်းအရာတစ်ခုကတော့ကျွန်တော်ဒါပြီးခဲ့တဲ့အာဆီယံအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါအမျိုးမျိုးကြောဆုံနေတာတွေဝိပန်နေတယ်ရှိပါတယ်။ဒီထက်မှအာဆီယံဘုံသဘောတူညီချက်900နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့လုံဆောင်ခဲ့ခြင်းမရှိတဲ့အတွက်မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးမှာနိုင်ငံရေးအဆင့်ရှိတဲ့သူတွေကိုတက်ရောက်ခွင့်ရနေဒါဆက်လက်ပိတ်ပင်သွားမယ်ဆိုတဲ့သတင်းကို အတိုက်ခံစန့်ကျင်ဘက်မီဒီယာများအနေနဲ့ထုတ်လွှင့်နေရများလဲတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောဆိုကြတာကတော့ဒီအာဆီယံဘုံသဘောတူညီချက်900နဲ့ပတ်သက်ပြီးတမိုင်းကြောင်းလေးပြန်ပြောခြင်းပါတယ်ဒီ2021ခုနှစ် ဧပြီလအတွင်းမှာအင်ဒိုနီးရှားမှာပြုလုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုမြန်မာနိုင်ငံကနိုင်ငံအကြီးအကဲကိုဖိတ်ခေါ်ခဲ့ပါတယ်။ဒီအစည်းအဝေးမှာကျွန်တော်တို့လည်းပါဝင်တက်ရောက်ခဲ့ပါတယ်။ဒီအစည်းအဝေးမှာတော့နိုင်ငံတော်အကြီးအကဲဗဟိုမူကြီးမင်းအောင်လှိုင်အနေနဲ့ဒါအဓိကအကြောင်းအရာ၃ခုကိုတင်ပြခဲ့ပါတယ်။အဲဒီအကြောင်းအရာတွေတော့နံပါတ်၁တမတော်အနေနဲ့ဖေဖော်ဝါရီလ၁ရက်နေ့မှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်တာဝန်လွှဲပြောင်းရယူခဲ့တဲ့ အခြေခံအကြောင်းရင်းတွေနံပါတ်၄ကတော့စူပူဆန္ဒပြမှုများဖြစ်ပေါ်လာတဲ့အကြောင်းရင်းတွေစူပူဆန္ဒပြမှုအဆင့်တွေနံပါတ်၃ကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ဖွဲ့စည်းပုံရှေ့လုပ်ငန်းစဉ်တွေနဲ့ရည်မှန်းချက်တွေကိုပြောပြခဲ့ပါတယ်။အဲဒီမှာတက်ရောက်လာတဲ့အာဆီယံနိုင်ငံများကခေါင်းဆောင်များအားလုံးပါပါတယ်။တေချာကျွန်တော်တို့ရှင်းလင်းပြခဲ့ပါတယ်။ မဲလိမ်မဲခုံမှုတွေဖြစ်ပေါ်လာတဲ့အကြောင်းရင်းဒီမဲလိမ်မဲခုံမှုတွေကြောင့်တမတော်အနေနဲ့ဖြေရှင်းပေးဖို့တောင်းဆိုခဲ့တဲ့အစင်းစင်နေဥပဒေနီလန်ကြောင်းအရတောင်းဆိုခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအကျယ်တဝင့်ဒါပြောပြခဲ့ပါတယ်။ဒါလို့ပြောပြပြီးတဲ့အခါမှာဒီနိုင်ငံခေါင်းဆောင်အသီးသီးကလည်းအကြံပြုချက်တွေဆွေးနွေးခဲ့ပါတယ်။အဲ့ဒီအကြံပြုချက်တွေဆွေးနွေးခဲ့ပြီးမှဗိုလ်ချုပ်မေးမြောင်းလိုက်အနေနဲ့ ဒီနိုင်ငံခေါင်းဆောင်တွေအားလုံးရှိမှာပဲအချက်၃ချက်ပြောခဲ့ပါတယ်။နံပါတ်၁ချက်ကတော့ကျွန်တော်မြန်မာနိုင်ငံအပေါ်ကိုဒီအစည်းအဝေးကနေပေးလာတဲ့အကြံပြုချက်တွေနဲ့ပတ်သက်ပြီးအပြုသဘောဆောင်ပါတယ်။ကောင်းမွန်တဲ့အချက်တွေပါတဲ့အတွက်ဒီအချက်တွေကိုပြည်တွင်းမှာလက်တလောဖြစ်ပွားနေတဲ့အခြေအနေများနဲ့ဆက်စပ်ပြီးအလေးပေးထည့်သွင်းစဉ်းစားတော့မှဖြစ်တယ်။နံပါတ်၂အချက်အနေနဲ့လက်ရှိမှာတော့ကျွန်တော်နိုင်ငံအနေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိရေးကိုဦးစားပေးဆောင်ရွက်နေရတဲ့အတွက်ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးအာဆီယံကအဆိုပြုထားတဲ့မြန်မာနိုင်ငံကိုလာရောက်တဲ့ခီးစဉ်ကိုစဉ်းစားသွားမယ်အကြောင်းနဲ့နံပါတ်3ချက်ကတော့ကျွန်တော်တို့အစိုးရအနေနဲ့ရှေ့လုပ်ငန်းစဉ်9ရပ်ကို အကောင့်ထဲပေါ်ပါမှာအာဆီယံကအပြုသဘောပါဝင်ကူညီပံ့ပိုးပေးလို့နဲ့ဆက်လင်းပြီးအာဆီယံချာတာအာဆီယံဝေးအာဆီယံစပစ်များပေါ်အခြေခံမယ်ဆိုရင် နိုင်ငံကောင်းကျိုးအတွက် စဉ်းစားပေးမှဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့မှာထပ်ပြီးပြောကြားလိုတော့အာဆီယံထိပ်သီးအစည်းအဝေးကနေပြီးမြမအရေးနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တွေပေါ့။အဲ့ဒီအစည်းအဝေးမှာဘုံသဘောတူညီချက်၅ရပ်ဆိုတာအာဆီယံထိပ်သီးအစည်းအဝေးဘေးကနေပြီးအတည်ပြုထုတ်ပြန်ခဲ့တာမဟုတ်ပါဘူး။အစည်းအဝေးပြီးမှထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။အဲကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့အမျိုးသားကြိုးစည်းပွားနဲ့အချုပ်အခြာအနာကိုမထိခိုက်စေဘဲစ조사ပူပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာကိုဥစွာပြောကြားလိုပါတယ်ဒီဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီးအကြမ်းဖက်မှုများအများဆုံးရပ်တန့်ဖို့ဒါနဲ့ပတ်သက်ပြီးလည်းမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF အမေရိကန်အကြမ်းဖက်တောင်းချမ်းသူတွေရဲ့အကြမ်းဖက်လုပ်ရတည်နဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ကနေ့ ယခုနှစ်အော်တိုဘာလ25ရက်နေ့အတွင်းမှာရဟန်းတန်ဃာတီလာရှင်နိုင်ငံဝန်ထမ်းများအပါအဝင်အပြစ်မဲ့ပြည်သူ8149ဦးကိုမတရားဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပြင်မိုင်းခွဲတိုက်ခိုက်မှုအကြိမ်သပေါင်းကျော်လောက်နဲ့မီးရှို့ဖျက်ဆီးခြင်းတထောင်ပေါင်းကျော်လောက်ဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးဒါအကြံပေးလောက်ရတဲ့နေပတ်သက်ပြီးတပ်မတော်အနေနဲ့နိုင်ငံတော်လုံခြုံရေးတာဝန်ကို ပူတပ်တော်ဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်များနဲ့အကောင်ဆုံးစ조사ကာကွယ်ပေးလျက်ရှိပါတယ်။ဒုတိယချက်ငင်းကြမ်းစွာအဖြေရှာမှုနဲ့ပတ်သက်ပြီးရင်ကျွန်တော်တို့အနေနဲ့2022ခုနှစ်ကကိုငင်းကြမ်းရေးနှစ်ဖြစ်သတ်မှတ်ပြီးလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့9ဖွဲ့လက်မှတ်မထိုးထားတဲ့အဖွဲ့3ဖွဲ့စုပေါင်းတိုင်းသားလက်နက်ကင်အဖွဲ့10ဖွဲ့အပါအဝင်နိုင်ငံရေးပါတီတွေနဲ့အကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ဒါပြင်အခြေခံဥပဒေ2008ခုနှစ်ကို ပြင်ဆင်နိုင်ရေးအတွက် အချက်43ချက်ကိုသဘောတူညီဆောင်ရွက်ခဲ့ပါတယ်။မကြာသေးမီအချိန်ကပဲကျွန်တော်တို့ NCA နှစ်ပတ်လည်နေ့ကိုဆောင်ရွက်ခဲ့ပြီးဆက်လက်ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်းပြောလိုပါတယ်။ဘုံသဘောတူညီချက်တတိယအချက်ဖြစ်တဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကစည်းစပ်ဆွေးနွေးရမှာပံ့ပိုးကူညီဖို့ကိစ္စမှာလဲအာဆီယံကခန့်လိုက်တဲ့အထူးကိုယ်စားလှယ်ဆိုတာ 2022ခုနှစ်ကနေလက်ရှိထိ9ဦးရှိပြီဖြစ်ပါတယ်သူတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာခီးစဉ်တွေကိုကျွန်တော်တို့နေပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်သူတို့နိုင်ငံရေးပါတီတွေအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်စတုတ္ထအချက်ပြတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရတဲ့ AHA စင်တာကနေပေးရတဲ့ကိစ္စတွေမှာလည်းအပြည့်အဝပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်ဒီလုပ်ငန်းတွေကို စာလုံငန်းစီမင်း SOPD အနေနဲ့လည်းသဘောတူညီခဲ့ပြီးဖြစ်ပါတယ်။နောက်ဆုံးဆက်အနေနဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖွဲ့နဲ့မြန်မာနိုင်ငံသက်ဆိုင်သူတွေနဲ့တွေ့ဆုံတဲ့ကိစ္စဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့ဝင်တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီး ရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကြတွေနဲ့တော့ကျွန်တော်တို့တွေးဆောင်ခွင့်ပေးနိုင်ခြင်းမှာပေးပါလိမ့်မယ်။ဘယ်နိုင်ငံမှာကောတွေးဆောင်ခွင့်ပေးခဲ့တယ်လို့ပဲဒါမိကွန်းထုတ်ချက်ပါတယ်။အာဆီယံဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုဒဏ်တူရည်တူဆွေးမှုနယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့အခြေခံမူတွေကို အမြဲတတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။အာဆီယံဖွဲ့စည်းစတင်ဖွဲ့စည်းခဲ့တဲ့အတိုင်းအဖွဲ့ဝင်နိုင်ငံများအားလုံးသဘောတူလက်ခံထားတဲ့အာဆီယံချာတာအာဆီယံဝေးအာဆီယံစပစ်များအပေါ်မှာ အခြေခံလိုက်နာဆောင်ရွက်ကြမယ်ဆိုရင်ကျွန်တော်တို့အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက်ပုံမူစည်းလုံးအကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။